်မင်္ဂလာပါရှင်မက်လာ၂၁ရက်သာသာနေ့ရွှေရံခွဲရဲ့ရန်ကုန်တခွင်သတင်းစုံလင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဥစားတင်ဆက်မဲ့သတင်းကတော့2025ခုနှစ်တက္ကသိုလ်ဝင်စာမုပ်ပွဲဖြေဆွနေမှုအားတာဝန်ရှိသူများကြည့်ရှုအားပေးတဲ့သတင်းရန်ကုန်တိုင်းဒေသကြီးတန်လျင်ခရိုင်သုံးခွာမြို့နယ် အမတ်တိအခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနနဲ့အမတ်နှစ်အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတို့မှသင်ကြားဘာသာရပ်ဖြေဆိုနေမှုအားရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ပေါင်းမခချုပ်ဒေါက်တာနေဝင်ဦးနဲ့တာဝန်ရှိသူများကမတ်လ19ရက်နေ့နောက်ပိုင်းကကြည့်ရှုအားပေးကြောင်းသိရပါတယ်။အလားတူဗုဒ္ဓထောင်မြို့နယ်အမတ်၆အခြေခံပညာအထက်တန်းကျောင်းတွင်စရုပ်ဌာနနှင့်တက္ကသိုလ်ဝင်စာမူဝေးဓာတုဖေရာနှင့်ပထဝီဘာသာရပ်ကိုအေးဆေးစွာ ဖြေဆိုနေမှုအားမြန်မာနိုင်ငံစာစစ်ဦးစီးဌာနညွှန်ကြားမှုဦးမျိုးမြင့်ကျော် ဒုတိယညွှန်ကြားရေးမှူးဒေါက်တာမြတ်စုအောင်အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှကျောင်းဆရာမကြီးဒေါက်တာခင်တီတာငင်းဗုဒ္ဓထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်လွင်ဗုဒ္ဓထောင်ခရိုင်ပညာရေးမှူးဒေါက်တာခင်သူစာစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးလိုင်မောင်နဲ့အဖွဲ့ဝင်များမြို့နယ်ပညာရေးမှူးဒေါ်မေအေးမြင့်တာဝန်ကျဌာနဆိုင်ရာအကြီးအကဲများကလိုင်လိုင်ကြည့်ရှုအားပေးကြကြောင်းသိရှိရပါရဲ့ရှင်ဒီသတင်းကိုတော့စေသူလေးနဲ့ခင်ဝင်းတို့ကပြဖို့လာတာပါ ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့တကုံးပြိုတဲ့စိတ်ကမ်းမြူနယ်ရင်နွေရာသီတင်တန်းများဖွင့်လင်းတဲ့တဲ့ရင်ရန်ကုန်တိုင်းဒေသကြီးတကုံးပြိုတဲ့စိတ်ကမ်းမြူနယ်ရင်ပြန်ကြိုင်းနေပြီးသူဆက်ဆံရေးအုပ်စုဌာနနဲ့အမျိုးသမီးရေရအဖွဲ့တို့ပူးပေါင်းကအခမ်းအနားမူတင်တန်းကိုမြို့နယ် community center ခမာရင်မတ်လ20ရက်နေ့နန်းစင်နာရီကဖွင့်လင်းကြောင်းသိရပါတယ်အခမ်းအနားတွင်မြို့နယ်မြို့သမီးရှိအောင်ဖွဲ့ဥက္ကဋ္ဌဒေါ်အီဖြူကမိတ်ဆက်စကားပြောကြပါရယ် တင်တန်းကိုရက်ကွက်နေပြီသူများ20ဦးတရောက်ကြပြီးမက်ရှလ20ရက်နေ့မှာမက်ရှလ22ရက်နေ့အထိပြန်ကြိုင်းနေပြီသူဆက်ဆိုင်ဦးစီးဌာနမှာတာမွေမျိုးနယ်ဦးစီးမှုဒေါမမိုးအောင်နဲ့ဒေါပုံမျိုးနယ်ဦးစီးမှုဒေါ်ချစ်စုဝေးတကောမျိုးသိစိတ်ကမ်းမျိုးနယ်ဦးစီးမှုဦးစီးသူမမောင်တို့ကတင်စားဖို့ချမှာဖြစ်တယ်လို့သိရပါရရှင်နောက်ထပ်တဲ့ဆက်မဲသတင်းကတော့ကွန်းချောင်ကုံမြို့နယ်အတွင်းရှိကျေးွာစာကြယ်များသို့စာအုပ်စာဆောင်များထပ်ဆင်းလိုရန်နေတဲ့တွင် ရန်ကုန်တိုင်းဒေသကြီးကွန်းချံကုန်းမြို့နယ်တွင်တိုင်းဒေသကြီးအစိုးရဖွဲ့မှလူဒဏ်ရရှိခဲ့တဲ့စာအုပ်စာဆောင်များအားမြို့နယ်တွင်ရှိကျေးရွာစာကြည့်တယ်များသို့ထပ်ဆင့်လူဒဏ်ဝယ်ကိုမက်ရှလာ၁၉ရက်ကမြို့နယ်လူမှုအခြေပြုဘဟုဌာန Community Center ခန်းမတွင်ပြုလုပ်ကြောင်းသိရပါသည်။အခမ်းအနားတွင်မြို့နယ်စာကြည့်တယ်များကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးဆန်ရွှေနှင့်မြို့နယ်ဦးစီးမှုဒေါ်နတ်ဆွေနွယ်ဦးတို့ကတိုင်းဒေသကြီးအစိုးရဖွဲ့မှလူဒဏ်သောစာအုပ်များကိုသက်ဆိုင်ရာရက်ကွက်စာကြည့်တယ်မှုများအားစာအုပ်စာဆောင်များပေးရလူဒဏ်ကြောင်းသိရှိရပါသည်ရှင်။ ဒီသတင်းကိုတော့ဆွေးနွေးကပြဖို့လာတာပါထမန်တဲ့စမဲတဲ့ငါတော့ကုံမှုမျိုးနဲ့ကျေလက်ဒေတာဖွံ့ဖြိုးတိုးတရေးဦးစီးဌာနရင်းမိငိမ့်တရေးတရုတ်ပြရတဲ့တဲ့မက်လ20ရန်တနကရန်ကုန်တိုင်းဒေသကြီးကုံမှုမျိုးနယ်တွင်ကျေလက်ဒေတာဖွံ့ဖြိုးတိုးတရေးဦးစီးဌာနရုံမှမိဘအန်ဒီရဲ့ဇူတင်ကာကွယ်ရေးအတွက်အသိပညာပေးဟောပြောခြင်းနဲ့မိငိမ့်တခြင်းလက်တွေ့တရုတ်ပြခြင်းကိုမြို့နယ်မိသားဦးစီးဌာနမှဒုတိယဦးစီးမှုဦးရဲမင်းနိုင်တဲ့တပ်ဖွဲ့ဝင်များကစာဝင်ကြရလို့သိရပါဗျာ ်မိသက်သရုပ်ပြရာသို့ဂျေလက်ဒေတာဖွံ့ဖြိုးတိုးတည်းဦးစီးဌာနမှဝန်ထမ်းများတယောက်ကြားကြောင့်သိရပါရရှင်ဒီသတင်းကိုတော့ကြော်သူရကပေးပို့ထားပေးဖြစ်ပါတယ်ရွှေရံကုန်ရဲ့ရံကုန်တခွင်သတင်းစုံလေးကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ရရှိဝါပေးကြပြည်သူများအားလုံးကိုကျေးဇူးထူးတင်ရှိပါရရှင်